မဲမင်္ဂလာပါနူးညံ့ပြက်တာမြေတာထားအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရယ်ကျမကတော့အစီအစဉ်တင်ဆက်သူဂျွန်လိုက်မူဖြစ်ပါရယ်ရှင်ဒီနေ့ဖော်ပြမယ့်အကြောင်းအရာလေးကတော့စိတ်သက်ကြန့်ခိုင်တတ်မှစေရန်လေ့ကျင့်ပေးပါဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါရယ်အရွယ်ရောက်လာပြီးအပြိုဖို့လူပြိုဖို့ဝင်စားအရွယ်တွေမိမိကိုယ်ကိုယ်ပါတစ်ခုမှမလုတ်သက်မိမိကိုယ်တိုင်မသွေးသက် မစင်စားတတ်တဲ့ကလေးတွေကိုမိသားစုတော်တော်များများမှတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့စီမှာ ကိုယ်သွင်းစွမ်းအားတစ်ခုခုချို့တဲ့နေခြင်းကြောင့်ဖြစ်တယ်လို့ပညာရှင်တွေက ဆိုပါတယ်။စိတ်ပညာရှင်တွေကမိမိကိုယ်ကိုခွန်အားဖြစ်စေတဲ့စိတ်ကို grit လို့ခေါ်ပါတယ်။ grit ဆိုတာအသားစီးတွေကိုရင်ဆိုင်ရမှာဘယ်တော့မှအရှုံးမပေးဘဲတိုက်ပွဲဝင်ခြင်းကို ဆိုလိုပါတယ်။ကိုယ်ရည်မှန်းထားတဲ့အရာတွေအတွက် အလွယ်တကူလွယ်လွယ်အရှုံးမပေးခြင်းပဲဖြစ်ပါတယ်။ဒီအရာက IQ ဉာဏ်ရည်ဉာဏ်သွေးမြင့်မာတာထက် ပိုပြီးအရေးကြီးတယ်လို့လည်းသိရပါတယ်။ Grit ဆိုတာကအရန်ခက်ခဲတာတွေနဲ့တွေ့ကြုံနေရရင်တော့ကြံကြံခံပြီးစ조사ဆက်လက်လှုပ်ဆောင်နေခြင်းပဲဖြစ်တယ်။ဒီအရာတွေကိုမိဘတွေကကိုယ်သားသမီးတွေကိုပြုစုပြောထောင်ဖန်တီးပေးရမယ့်အရာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိဘတွေက ဖန်တီးပေးထားခြင်းမရှိရင် ကိုယ်ကလေးကြီးပြင်းလာတဲ့အခါ အသားစီးအနှောင့်အယှက်တွေနဲ့ကြုံလာရင်အလွယ်တကူစိတ်သက်ကြလာမှာဖြစ်ပါတယ်။သစုံတစ်ခုကိုလှုပ်ရလို့အားဆိုင်ထုတ်ရတဲ့အခါနည်းနည်းလေးခက်ခဲတာကြုံရင်တော်ပြီကွာခက်လိုက်တာ ပင်ပန်းနဲ့မလှုပ်ချင်တော့ဘူးစသဖြင့်ပြောတတ်ကြတယ်။ဒီအရာက လူတော်တော်များများကို မအောင်မြင်စေတဲ့အချက်ပဲဖြစ်ပါတယ်။ ပညာရှင်တွေရဲ့သူတေသနာပြုချက်လေးလာမှုတွေရစိတ်တကြန့်ခိုင်မှုမြင့်မားသူတွေကစိတ်တကြန့်ခိုင်မှုအားနည်းတဲ့သူတွေထက် ပိုပြီးအောင်မြင်မှုရတယ်ဆိုတာသိရပါတယ်။ထို့အတူပဲ IQ ချင်းသူနေရင်တော့ grade ရှိသူကပိုပြီးတာရဲဆိုတာသိရပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ကိုသားသမီးတွေကို grade ရှိဖို့တိဆောက်ပေးခြင်းကအရေးကြီးပါတယ်။ မိဘတွေအနေနဲ့မိမိသားသမီးတွေကို grit ရှိလာစေရန်ဘယ်လိုလုပ်ပေးနိုင်မလဲကိုသားသမီးကိုရည်မှန်းချက်ထားတတ်အောင်လေ့ကျင့်ပေးရမယ်ပြီးရင်ရည်မှန်းချက်ပြီးမြောက်အောင်လုပ်ဖို့လိုရဲဆိုတာကိုလည်းလေ့ကျင့်ပေးရမှာဖြစ်တယ်ကလေးကိုတက်တောင်းတက်တာမနေခိုင်းပါနဲ့တက်တောင်းတက်တာနေစေခြင်းအပြင်အခက်ခဲတွေကြုံလာတဲ့အခါ ဒီအခက်ခဲတွေကိုကျော်လွှားဖို့အတွေ့အကြုံမရှိဘဲလက်လျှော့အရှုံးပေးသက်သွားမှာဖြစ်ပါတယ်။ grit ကလှုပ်ဖို့ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ကလေးငယ်ငယ်ရွယ်ရွယ်အချိန်ကစပြီးလေ့ကျင့်ပေးလို့ရပါတယ်။ကလေးကို ကိုယ်တိုင်လှုပ်သက်အောင်သင်ပေးပါ။ကလေးကိုအရန်တက်တက်တတထားတာမျိုး မထားမိစေဖို့လိုပါတယ်။ကလေးကို အခက်ခဲအနှောက်အယှက်တွေကိုကျော်လွှားတတ်အောင်လေ့ကျင့်ပေးပါ။ ရီမန်းချက်ပန်းနိုင်ထားခိုင်းပြီးတချို့ခက်ခဲတယ်လို့ထင်ရတဲ့အရာတွေကို ပေးလောက်ခိုင်းပါ နေ့စဉ်ပုံမှန်သူနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေကို သူကိုယ်တိုင်လှုပ်ဆောင်စေပါဥပမာရေချိုးခြင်း၊သွားတိုက်ခြင်း၊သူ့အခန်းသူရှင်ခြင်း၊အဖို့အစာရွေးချယ်ခြင်း၊သူ့ကြောင်းလွယ်အိတ်သူ့ဘာသူစီမံခြင်း၊သူ့ကြောင်းလွယ်အိတ်သူလွယ်ခြင်းဒါကတော့သူ့အရွယ်နဲ့သူပေါ့နော် အိမ်မှုကိစ္စတွေမှာပါဝင်လှုပ်ဆောင်စေခြင်းစားလာတွေကိုလုပ်ဖို့လေ့ကျင့်ပေးပါအိမ်အလုတ်အိမ်မှုကိစ္စကအလွန်အရေးကြီးပါတယ်။အိမ်အလုတ်လုပ်ခြင်းအားဖြင့်ကလေးတွေကို စိတ်ရှိခြင်းဖြစ်စေပါတယ်။နေ့စဉ်ပုံမှန်လုပ်ခိုင်းပါ။ကြကြာမှတစ်ခါလုပ်ခိုင်းတာမျိုးမဖြစ်စေဖို့လိုပါတယ်။ကိုကိုကိုစီမံခန့်ခွဲတတ်စေပါ အိမ်မူကိစ္စတွေကိုတင်ယူခိုင်းသလိုတခြားခက်ခဲတဲ့အရာတွေကိုလည်းကုညင်တတ်အောင်သင်ပေးပါခက်ခဲတဲ့အရာတွေကိုရင်ဆိုင်တတ်အောင်လေ့ကျင့်ပေးပါသင်ပေးပါ ဥပမာဈေးဝယ်ထွက်တဲ့အခါကလေးကိုကုညင်ပြီးဝိုင်းတဲခိုင်းတာမျိုးလုပ်ခိုင်းပါတချို့အိမ်ကကလေးတွေမိဘတွေပစ္စည်းအလေးတွေတဲလာတာတွေ့ရင်တော့ဝိုင်းပြီးကုတဲရမှန်းမသိတာတွေလည်းရှိပါတယ်အကယ်၍ကိုက ကလေးတွေရဲ့နေစဉ်ပုံမှန်အသက်ရှင်ခြင်းမှာဒီလိုအရာလေးတွေကိုလေ့ကျင့်ပြောထောင်ထားပေးတဲ့ဆိုရင်ခက်ခဲတဲ့အရာတွေကိုခက်ခဲတယ်လို့မထင်တော့ပါဘူးဒီခံတတ်ဖို့စိတ်ရှိတတ်ဖို့သင်ပေးပါရည်မှန်းချက်ပန်းတိုင်ထားတတ်အောင်လမ်းညွှန်ပေးပါကိုချမှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင်ဘယ်လိုလုပ်မလဲအောင်မြင်မှုရအောင်ဘယ်လိုလုပ်ရမလဲဆိုတာ လေ့ကျင့်သင်ကြားပေးပါဒီလိုလေ့ကျင့်ပေးထားခြင်းအဖြစ်ကလေးကျောင်းနေတဲ့အရွယ်ဆယ်ကျော်သက်အရွယ်တက္ကသိုလ်တက်ရောက်တဲ့အခါသူတို့အတွက်လွယ်ကူစေမှာဖြစ်တယ်ဆိုတာကိုဒီအချက်လေးတွေနဲ့ဘဝတုတအနေနဲ့ဝေမျှပေးလိုက်ပါတယ်အားလုံးပဲဖျားခင်ကောင်းကြည့်ပေးပါစေ ခင်ဖီးယားရဲ့မျိုးဆက်တွေတွင်သင်နဲ့ကျွန်တော်မဟုတ်လားယာစုတည်းရဲ့ဖီးယားသားသမီးတွေလေးပေးဆက်လာသာသနာရဲ့ခီးမှနိုင်ရာတာဝန်ထမ်းရွက်ပါလူငယ်တွေလက်မှာမိရဲ့ဘွားပြားတွေ့ပြီကငုံမြဆုံးပါပဲ ွေပြီးတော့တွေ့ပြားသားသမီးတွေလေးဘုရားရှင်တွေပန်းတွင်ကောင်းဖြစ်စေနာကရဲ့တက်သည်ကြည်စိုးလေးဇာတ်သည်ရဲ့လူငယ်တွေမမတရားတွေလောကလင်းမှာတွေ့တော်ဖရာရဲ့တက်သည်ဖြစ်စိုးလေး ဆိုလူငယ်တွေကိုတော့ခေါ်မကြတာနဲ့အိပ်ပျော်နေစက်လာသခင်ပြရဲ့မျိုးဆက်သစ်တွေသင်နဲ့ကျွန်တော်မဟုတ်လားယာဇုတည်းရဲ့ပြာသားသမီးတွေလေးဟုတ်ပင်ညာကပေးဆက်လာသာသနာရဲ့ဒီမှာနိုင်ရာတောင်းထမ်းရွယ်ပါ ငယ်ရင်လက်မငယ်ရတဲ့ကွာဖီးယားတွေ့ပြီးကမုံမြဆုံးပါပဲရွှေပြည်တော်တွေ့ဖီးယားသားသမီးတွေလေးဘုလိုရှင်တွေ့ပန်းတွင်ကောင်းဖြစ်ပါစေနာဂါယသက်သေးဒီဇိုလေးဂျာဇူတီယဲလူငယ်တွေသမာတရားအတွက်လောက opijaje tedy ti soli. Uložím dřepan do je vzí. Na gaje tedy ti soli. Já tu ty je to má dvě já dvě lokále, má dvě opijaje ာတရားတွေလောကလင်းမှာဝိတော်ပြရဲ့သက်သေပြစိုးလေဝရဘဟမအခမဲ့ထုတ်ဝေတဲ့စာအုပ်လေးများကိုဖတ်ရှုလိုပါက ဖုန်းနံပါတ်39ကို85 295 33တို့ ဆက်သွယ်ပြီးမာယူနိုင်ပါတယ်အားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ